အားကစားဝါနာရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့စတေမာလာ26ရက်နေ့ကနေစတေမာလာ29ရက်နေ့အတွင်းမှာရှင်ပြိုင်ကစားခဲ့ကြရတယ်မြန်မာနေရှင်နယ်လိပွဲစဉ်၅အကြောင်းကိုပြန်လည်ဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်မျက်ဖုံးနဲ့တူလင်းကတောင်းယူပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလင်းရင်မင်္ဂလာပါကိုမျက်ဖုံးရင်မင်္ဂလာပါအောင်သောဝန္ဒရှင်ပြည်သက်တီအားလုံးလည်းမင်္ဂလာပါရှင်ဒီနေ့ကိုမြတ်ဖုံနဲ့တူတူမြန်မာ National League ပွဲစဉ်၅ရက်ပွဲစဉ်အကြောင်းတွေကိုတင်ဆက်ပေးတော့မယ်လင်းမဲဖြစ်ပါတယ် ကဲဆိုတော့လင်းတို့ပွဲစဉ်အကြောင်းတွေကိုမပြောခင်အရင်ဆုံးပွဲရက်လက်တွေအကြောင်းကိုပြောလိုက်ရအောင်ပွဲစဉ်၅ရက်ပွဲရက်လက်တွေအကြောင်းကိုလင်းတို့ကြည့်လိုက်ရအောင်နော်ကဲဒါပွဲစဉ်၅မှာတော့အပြန်လန်သွင်းကိုတွေတော်တော်များများတွေ့ကြရတယ်ဗောနော်အကိုပြက်နိုင်ပွဲတွေလည်းတွေ့ကြရတယ်တစ်ဖက်နဲ့တစ်ဖက်အပြန်လန်သွင်းကိုရနေတူတည်ရကြခဲ့တဲ့ပွဲစဉ်တွေလည်းတွေ့ရတယ်ဒါထူးထူးခြားခြားအနေနဲ့ဆိုလို့ရှိရင်အဲဒီတစ်ဖက်ပွဲစဉ်မှာတော့အသင်းအားလုံးရဲ့ပြုစုပေါင်းသွင်းကိုက33ခုအထိရှိနေတာလည်းတွေ့ရပါတယ်ဗျအာဘာတရားပဲပေါ့နော်ခုတွေသွင်းကြတာ ဟုတ်ကဲ့ပါကဲဒါဆိုလို့ရှိရင်တော့လင်းကပွဲစဉ်9ရက်ပွဲရလက်တွေအကြောင်းကိုလင်းတို့ပြောပြီးသွားပြီဆိုလို့ရှိရင်တော့26ရက်နေ့မှာတော့ပွဲစဉ်9ရက်ပထမဆုံးပွဲစဉ်တစ်ခုဖြစ်တဲ့ရန်ကုန် United အသင်းနဲ့ရန်ကုန် United အသင်းတို့ရှင်ပြိုင်ကစားခဲ့တာဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကိုမြတ်ဖုံကတုံ့ပြန်ပေးပါအောင်ဟုတ်ကဲ့ပါဒါဒီပွဲစဉ်ကတော့ရန်ကုန် United ရဲ့ပြန်ပြီးတော့ပောက်ကွဲပြတဲ့ပွဲစဉ်တစ်ပွဲကိုတော့ပြည်သက်တွေကြည့်ကြရတာပေါ့နော်ဒါပွဲစဉ်၄မှာတော့ရန်ကုန် United က မထက်မဲ့ပဲရှုံးပွဲကြုံနာတဲ့အနေအထားတစ်ခုကိုယာမညာ United အသင်းနဲ့အတွေ့မှာတော့တိုက်စစ်ကစွမ်းဆောင်ရင်ခေါင်းတွေပြပြီးတော့ဂိုးဂိုးပြတ်နိုင်ပွဲတစ်ပွဲတော့သူတို့ပြန်ပြီးတော့ဖော်ဆောင်သွားတယ်ပေါ့နော်6-0ဂုံးကြီးဆိုတဲ့ရာလနဲ့ပြပြတသာနိုင်သွားတယ်ဒီမှာဆိုလို့ရှိရင်တော့လက်ရှိရာသီမှာရန်ကုန် United အသင်းအသစ်ခေါ်လာတဲ့တိုက်စစ်ကသားမှာမိုဂူတူးတွေကတယောက်တည်း9-0သူတွင်းနေပါတော့နောက်ထပ်တကူကိုတော့ရင်ဒါရိုဟာမာကတွင်းမိခဲ့တာပဲဖြစ်ပါတယ် ဲ့ဒီနေ့ပွဲစဉ်မှာတော့ရန်ကုန် United အသင်းရဲ့ခေါ်ထားတဲ့ကစားသမားတွေကဒီနိုင်ငံသားကစားသမားအသစ်၃ယောက်ကတော့တိုက်စစ်မှာတော်တော်လေးအခြေဆက်မိမိအတွဲဖက်မိမိနဲ့ကစားခဲ့တာလဲအားရဖို့ကောင်းလောက်အောင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါလက်ရှိမှာတော့ဒါပွဲစဉ်ကအပြီးမှာရန်ကုန် United အသင်းကရမ်းမဲ့12မှတ်နဲ့အမှတ်ပေးစရာရဲ့ထိတ်ဆုံးနေရာမှာရောက်ရှိနေရတယ်ဖြစ်ပါတယ်။ရမ်းမဲ့ United အသင်းနေနယ်ကတော့ရမ်းမဲ့10မှတ်နဲ့အသင်း12သင်းရှင်ပြိုင်နေတဲ့ National League ပွဲစဉ်မှာ အမှတ်ပေးစရာရဲ့အဆင့်17နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒါတွေကတော့တို့ရဲ့အမှတ်ပေးစရာအဆင့်ရက်တည်မှုလေးပေါ့နော်။ဟုတ်ကဲ့ပါပြီးတော့နောက်ထပ်ပွဲစဉ်တစ်ခုပေါ့နော်29ရက်နေ့မှာဆိုလို့ရှိရင်တော့ ISB အသင်းနဲ့ Hunter United အသင်းတို့ကရန်ကုန်မြို့တုနာကင်းမှာထိတ်တိုက်တွေ့ခဲ့ကြတယ်လို့ပဲဒါရှမ်းပြည်နယ်တောင်ကြီးကွင်းမှာဆိုလို့ရှိရင်တော့ Shen United အသင်းနဲ့ AR United အသင်းတို့ကရှင်ကျန်ခဲ့ကြရလဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီမှာတော့ Shen United က3-0နဲ့နိုင်သွားတယ်ပေါ့နော် ကဲအရင်ဦးဆုံးတော့ရန်ကုန်မှာကစားတဲ့ပွဲကိုစပြီးတော့ပြောခြင်းနဲ့ပေါ့နော် ISB တင်းနဲ့ Hunter United တို့တစ်ဖက်နဲ့တစ်ဖက်နှစ်ကိုးစီတည်ကြတဲ့ပွဲအပြန်အလှန်တွင်းကိုရင်းနဲ့အတူကြည့်ကောင်းခဲ့တယ် ISB တင်းကလည်းရှေ့တပွဲမှာတွေကသူကဒဂုံ Star United နဲ့တွေ့ခဲ့တယ်ပုံစံကောင်းနေပြခဲ့တယ်လို့ရလက်လဲရမှတ်လဲသူတို့ခွဲပြီးတော့ယူနိုင်ခဲ့တယ်ပေါ့နော်အခုဒီဘက်မှာလည်းမြန်မာ National League ရဲ့အသင်းကြီးတင်းဖြစ်တဲ့ Hunter United နဲ့ထိပ်တိုက်တွေ့ပြီးတော့သူရမှတ်ထပ်ပြီးတော့ ခွဲသွားခဲ့ပြီပေါ့နော်အပြန်လန်အတွင်းကိုရင်းနဲ့တော်တော်လေးကြည်ကောင်းခဲ့ပွဲလို့ဆိုရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ ISP အသင်းရဲ့တောင်ပေါ်တက်စစ်ကစားသမားဒိန်းတော်တီဟာသူဆိုလို့ရှိရင်လည်းအကောင်းဆုံးကစားသမားစုရသွားတယ်သူအသင်းဖော်ရီကိုသွင်းဖို့အတွက်ဒါဖန်နီပေးပို့မှုတွေပြုလုပ်ခဲ့တယ်ပေါ့နော်ဟန်တာရီယူနိုက်တက်ကတော့အဲသူတို့ဒန်ယာကစားဒန်ယာကစားသမားလေးရဲ့များနေတဲ့ပြဿနာကိုတော့အခုထိသူတို့ကြုံနေရတော့လို့ပဲ ဆိုရမှာဖြစ်ပါတယ်။အဲ့ဒီကပွဲမှာသာ Hanover United အနိုင်ရခဲ့မယ်ဆိုလို့ရှိရင်အမှတ်ပေးစရာရဲ့အဆင့်တနေရာမှာဆက်လက်ပြီးတော့ဥဆောင်ခွင့်ရရှိမှာဖြစ်ပေမဲ့တည်ကြခဲ့တဲ့အတွက်ကြောင့်မလို့အမှတ်ပေးစရာရဲ့အဆင့်တနေရာကတော့ Hanover United အသင်းဖယ်ပေးလိုက်ရပြီပဲဖြစ်ပါတယ်ခင်ဗျာ။ ်ဟုတ်ကဲ့ပါဒီပွဲမှာတော့ ISB အသင်းအနေနဲ့ဒါမမထန်ထန်တုံ့ပြန်ကစားခဲ့တာတော့လင်းတို့တွေ့ခဲ့ရတယ်နောက်ထပ်ပွဲကစားချိန်59မိနစ်မှာဆိုလို့ရှိရင်တော့ Hantauri အသင်းအနေနဲ့နောက်ထပ်ဥဆောင်ကိုကိုလူစားဝင်ကစားသမားမောင်မောင်ဆိုးကပြပမှုကနေတစ်ဆင့်ဂျီဆိုးကလှလှပပသွင်းယူခဲ့တာကိုလင်းတို့တွေ့ခဲ့ရတာဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီမှာတော့အပြန်လန်တွင်းကိုတွေရောခက်မြများကြည့်ကြရဆိုတော့ပြည်သက်တွေတော်တော်လေးအားရလိမ့်မယ်လို့တော့ထင်ပါတယ်လက်ရှိမှာတော့ Hantauri United က ရမတ်စက်တမန်နဲ့အမတ်ပေးစရာရဲ့အစ်စ်နှစ်နေရာမှာရက်တည်နေပြီးတော့ ISP အသင်းကတော့ရမတ်၅မတ်နဲ့အမတ်ပေးစရာရဲ့အစ်စ်၈နေရာမှာရက်တည်နေကြရပဲဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ဒါနောက်ထပ်တပွဲကိုဆက်သွားကြတယ်အဲ့ဒီမှာပဲလင်းရှိမှပြောခဲ့သလိုပဲချန်ပီယံတောင်ကြီးကမှရှင်ပြိုင်ကစားတယ်ရှန်နယ်တဲ့အတင်းနဲ့ AR United တို့ထိတ်တိုက်ပွဲပထမပိုင်းမှာတော့ဂုံးရှိသေးရလက်ထွက်ပေါ်နေခဲ့တယ်ပေါ့နော်ဒုတိယပိုင်းမိနစ်90အရောက်မှာတော့အရှင်ရှန်နယ်တဲ့အတင်းကစောက်အောင်ပြေကိုရဲ့တွင်းကုန်းနဲ့အတူအဲ့ဒီပွဲစဉ်ကိုတော့ဖွင့်လှစ်ခဲ့တယ်အဲ့ဖွင့်ပြီးတဲ့နောက်ပိုင်းမှာတော့အရှင်ကအကောင်းမွန်ဆုံးပွဲကိုထိန်းချုပ်ပြီးတော့ကစားသွားခဲ့ကြတယ်လေတွေ့ရပါတယ်ခင်ဗျာ ပရမဘိုင်းမှာတော့ဂုံးရှိတေရလက်ထွက်ပေါ်တဲ့အထိဒါခန်စက်ပိုင်းကပုံစံကောင်းပြခဲ့တဲ့ AR United အသင်းအနေနဲ့ကတော့ရှောက်နေတဲ့အသင်းရဲ့အဖွင့်ကိုခွင့်ပြုပြီးနောက်ပိုင်းမှာတော့ဂိုးတွေဇက်တိုက်ဆိုလိုခွင့်ပြုခဲ့ရတာပဲဖြစ်ပါတယ်ဗျာ။ဟုတ်ကဲ့ဒုတိယဦးဆောင်ကိုဆိုလို့ရှိရင်တော့ပွဲကစားချိန်84မိနစ်မှာဇက်ထက်မင်းရဲ့နေရာမှာလူစားဝင်ရောက်လာခဲ့တဲ့ကျွတ်နံပါတ်၄ တက်ဟိန်ဆိုတာကွင်းထဲဝင်ရောက်လာပြီးတမနစ်မပြည့်ခင်မှာသူ့ရဲ့ပထမဆုံးထိချက်ကနေတဆင့်အတွင်းကိုရယူခဲ့ရတယ်ဖြစ်ပါတယ်။ဟုတ်ကဲ့ပါအဲ့ဒီပွဲစဉ်မှာတော့ AR United အသင်းအတွက်ချီပါဂိုးတကူကိုတော့ပယ်နရီကနေရရှိခဲ့တာပဲဖြစ်ပါတယ်။ပွဲကစားချိန်85မိနစ်မှာဝင်းထီကသူ့ပေးခဲ့တာပဲဖြစ်ပါတယ်။ပယ်နရီရသွားတာကတော့တင်ငိမ်မင်းကိုရှောက်နေတဲ့အသင်းရဲ့ကုသမာကျော်စင်ဖြိုးပယ်နရီ area ထဲမှာမလိုလားအဖယ်ရှင်းတို့ခဲ့ရတာကနေတဆင့် ပနယ်တီပြည့်တံပေါ် AR United အသင်းကန်ကွင်းရခဲ့တာပဲဖြစ်ပါတယ်။အဲ့ပနယ်တီရနေပဲဝင်းထေးကအမှားယွင်းမရှိကန်သွင်းပြီးတော့ AR United အသင်းအတွက်ချီပါဂိုတကူရရှိခဲ့တာပဲဖြစ်ပါတယ်ဗျ။အဲ့နောက်မှာတော့ဒါနှစ်ဂိုးတကူအနေထားထွက်ပေါ်ခဲ့တဲ့တကြောင်မလို့ AR United အသင်းပြန်လာမလားဆိုပြီးတော့ဒါ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရသည်ပြီမဲ့ရှောင်းနေတဲ့အသင်းအတွက်အနိုင်သေးကြစေမဲ့တွင်းကိုတော့ဒီပွဲကစားချိန်နောက်ဆုံးမိနစ်အပိုင်းချမှာဆိုလို့ရှိရင်မော်ရီစီကသူ့ကိုပေးခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်လို့ပွဲပြီးဆုံးတဲ့အချိန်မှာတော့ရှောင်းနေတဲ့အသင်းကအိမ်ကွင်းမှာပဲ AR United အသင်းကို3ဂိုးတခုဆိုတဲ့ရလဒ်တစ်ခုနဲ့အနိုင်ကစားသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါလက်ရှိမှာဆိုလို့ရှိရင်တော့ရှောင်း United အသင်းကရမ်းမဲ့7မဲ့နဲ့မက်ပေးစရာရဲ့အဆင့်၄နေရာမှာယက်တီနေရာဖြစ်ပါတယ်နောက်ထပ်ကတော့ AR United အသင်းအနေနဲ့ရမ်းမဲ့6မဲ့နဲ့အမှတ်ပေးစရာရဲ့9နေရာမှာရောက်ရှိနေရာဖြစ်ပါတယ် ဆက်ပြီးတော့လည်းဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ဒါအကြိတ်အနေကစားခဲ့တဲ့ပွဲစဉ်တစ်ခုလည်းလင်းတို့တွေးခဲ့ရတယ်။စက်တင်ဘာလ28ရက်နေ့ကရှင်ပြိုင်ကစားခဲ့တဲ့ဒဂုံစတားအသင်းနဲ့ဒဂုံပေါ်အသင်းတို့ကတော့ဒါ3ခုစီပေါ့နော်။တရေရလက်နဲ့အပြည့်အလှန်ကစားခဲ့ကြလင်းတို့တွေးခဲ့ရတာဖြစ်ပါတယ်။ဟုတ်ပါတယ်။အဲဒီကပွဲစဉ်ကတော့ နှစ်ဖက်အသင်းကြားမှာလည်းတော်တော်လေးကိုအကျိတ်နယ်ရှိတယ်ထိတ်တိုက်တွေးဆမှုတွေလည်းမကြာခဏဆိုလိုဖြစ်ခဲ့တယ်ဂိုးတွေပါထိတ်တိုက်တွေ့တာပေါ့နော်ဒီဘက်က3ဂိုးသွင်းတယ်ဒီဘက်က3ဂိုးသွင်းတယ်ဒဂွန်စတာယူနိုက်တက်အသင်းကတော့အရှိပွဲမှာ ISP နဲ့ရမတ်ခွဲယူရပြီးနောက်ပိုင်းမှာလည်းဒီဒီပွဲမှာလည်းမရှုံးမှုအတွက်တော်တော်လေးသူတို့ကြိုးစားပြီးတော့ကစားခဲ့ရတဲ့အနေအထားလို့ပြောရမယ်ဒဂွန်ဘူအသင်းရဲ့ဒါဂိုးတွေကိုတော့သူတို့တွေတောက်လျှောက်ဆိုသူခွင့်ပြုခဲ့ရပြီးတော့3ဂိုး3ဂိုး3ဂိုးဆိုတဲ့ရလဒ်တစ်ခုနဲ့သူတို့တည်ရတပတ်နဲ့ပဲ ကျင့်နေခဲ့ရတယ်ပေါ့နော်အဲ့ဒီပွဲရဲ့အနေအထားကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒဂုံဘုအသင်းကတော့နိုင်သွားလို့ရတဲ့အနေအထားမျိုးတွေတွေ့ခဲ့ရတယ်တွေ့ရတယ်အဲဒဂုံဘုအသင်းအတွက်အသွင်းကိုဆိုလို့ရှိရင်တော့မူကာလူးကနှစ်ကိုးသွင်းတယ်နောက်ပြီးတော့မက်ဖ်ဆိုကတကိုးသွင်းတယ်ပေါ့နော်အဲဒဂုံစတားဘက်မှာဆိုလို့ရှိရင်လည်းအောင်ဒီဟာကတူရဲနှစ်ကိုတွင်းပြီးတော့လူသားဝင်သားသမားထပ်ဖြိုးရလဲတွင်းကိုတကူတွင်းခဲ့တာကိုတော့တွေ့ရတယ်။ဒီတစ်ပတ်ရဲ့အပြန်လန်တွင်းကိုတွေနဲ့အတူပြိသက်တွေကိုအကောင်းဆုံးဖန်ဆားခဲ့တဲ့ပွဲတစ်ပွဲလို့သုံးသပ်ရင်လဲမှားမယ်လို့တော့မထင်ပါဘူးဗျ။ ဟုတ်ကဲ့ပါဆက်ပြီးတော့လေ29ရက်နေ့ကကန်ခဲ့တဲ့ပွဲတော်ဝဲကြောင့်ဆက်ပြီးတော့ပြောချင်တယ်ဒါကတော့ရနာဘောင် FC အသင်းနဲ့ရခိုင် United အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်ရန်ကုန်တူနာကွင်းမှာရှင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်ရလက်အနေနဲ့ကတော့ရနာဘောင်အသင်းက9ဂိုး3ဂိုးနဲ့ရခိုင်အသင်းကိုဥဆောင်ခဲ့တာပါဟုတ်ပါရဲ့ခင်ဗျာဒါရနာဘုံအတင်းအတွက်အဖွင့်ကိုတော့ကွင်းလင်ကစားသမားကျွန်တော်မှာ14တထုံးအောင်ကအတွင်းမိခဲ့တယ်ပေါ့နော်သူ့ရဲ့အတင်းဟောင်းကိုတထုံးအောင် ိုးပြန်ပြီးတော့အတွင်းပေးခဲ့တာပဲဖြစ်ပါတယ်။အဲ့နောက်ပိုင်းမှာတော့ဇန်နာဘုံအသင်းကတော်တော်လေးကိုကောင်းမွန်တဲ့ပုံစံတစ်ခုကိုတော့အဲ့ဒီမှာပြသခဲ့တာကိုတွေ့ရတယ်။ရခိုင်ယူနိုက်တက်အသင်းရဲ့တိုက်စစ်ကလည်းချီပါဂိုးတွေ၃ဂိုးထိပြန်လည်ပြီးတော့သွေးယူနိုင်ခဲ့တယ်ဆိုပေမဲ့တိုက်စစ်ချင်းရှင်တဲ့အပိုင်းမှာတော့ဇန်နာဘုံ FC အသင်းကတော်တော်လေးကိုပို့ပြီးတော့တာလွန်ကောင်းမွန်တာတော့ကျွန်တော်တို့ညင်းလို့မရတဲ့အချက်တစ်ချက်ဖြစ်တယ်ရခိုင်နယ်တဲ့အသင်းအနေနဲ့ကလည်းဒီခန်စစ်ကအမားတွေနဲ့အတူပဲဒီပွဲမှာတော့သူတို့တွေ9ဂိုးတောင် ွေ့ခဲ့ရတာပေါ့နော်ဒီရန္နာဘုံအသွင်းတက်ဆိုလဲပြည်မိုးတို့ရဲ့အသွင်းကိုးတွေလဲတွေ့ခဲ့ရတယ်လို့ဒီမှာပွဲစဉ်ဒီပွဲစဉ်မှာတော့မှမရဖြစ်ခဲ့တဲ့ကစားသမားကတော့ဆိုမင်းဦးပေါ့နော်ရန္နာဘုံအသင်းရဲ့ကွင်းလယ်ကစားသမားကျွန်တော်မှ6ခုဝစ်စင်တဲ့ဆိုမင်းဦးအဲ့ဒီနေ့မှာဆိုလို့ရှိရင်လဲသူအသင်းပေါ်တွေအတွက်လဲဂိုးတွေဖဏိပုပ်မှုတွေတော်များပြုလုပ်ခဲ့တာကိုလဲတွေ့ရတယ်ခြေစွမ်းကလဲကောင်းတဲ့အတွက်ကြောင့်မို့လို့အကောင်းဆုံးကစားသမားစုကိုလဲသူထက်ပြီးတော့ရခဲ့တယ်ပေါ့နော်ထက်ပြီးတော့ရတယ်ဆိုတော့ဘာကြောင့်ပြောရလဲဆိုတော့သူအရှိမှ ကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာဆိုလဲအကောင်းဆုံးကစားသမားစုကိုနှစ်ပွဲဆက်တိုက်ရခဲ့တယ်အခုရခိုင်နဲ့ပွဲမှာထက်ရတဲ့အတွက်ကြောင့်မို့သူကတော့သုံးပွဲဆက်ဒါအကောင်းဆုံးကစားသမားစုရခဲ့တာပေါ့နော်အဲ့ပွဲတွေကဘာပွဲတွေလဲဆိုတာလည်းလင်းရပြပြပေးပါအောင်ဟုတ်ကဲ့ပါဆိုတော့ဒါဆိုမေဦးကျောင်းနံပါတ်6ပေါ့နော်ဆိုမေဦးကတော့အရှိမဆိုလို့ရှိရင်တော့တစ္ဆာအာမန်အသင်းနဲ့ရှမ်းယူနိုက်တက်အသင်းတို့နဲ့ကစားခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်လည်းအကောင်းဆုံးကစားသမားစုကိုရရှိခဲ့တာဖြစ်ပါတယ် ဟုတ်ကဲ့ပါဒါဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ SC အသေးဘက်မှာလူစားဝင်လာတဲ့ကစားသမားတွေဖြစ်တဲ့ကောင်းမြတ်ကျော်စုကျော်ကျော်ဒီကစားသမားတွေကြားထဲကဒါအပြန်လန်ပေးပို့မှုတွေနဲ့အတွင်းကိုတွေကလည်းတော်တော်လေးပြိတက်အကြိုက်တွေ့စီခဲ့တာဖြစ်သလိုစုကျော်ကျော်ဆိုလို့ရှိရင်သူတွင်းခဲ့တဲ့တွင်းကိုနှစ်ကို2မိနစ်အတွင်းမှာပဲတွင်းခဲ့တာကလည်းတော်တော်လေးထူးခြားဖြစ်ခဲ့တယ်လို့ပဲဆိုရမှာပဲဖြစ်ပါတယ်ဒါပွဲပြီးဆုံးတဲ့အချိန်မှာတော့ကျွန်တော်တို့ FC တင်းက9ကို3ကိုဆိုတဲ့ရာလန်နဲ့ရခိုင်နဲ့တဲ့အတွင်းကိုပြပြသသားအနိုင်ကစားသွားတာပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကဲအခုကတော့လင်းတို့ပြောနေတဲ့နောက်ဆုံးပွဲစဉ်အကြောင်းလေးရောက်ရှိလာပြီပေါ့နော်ပွဲစဉ်ကရဲ့နောက်ဆုံးပွဲစဉ်ကတော့တစ္ဆာအမန်အတင်းနဲ့မဟာယူနိုက်တက်အတင်းတို့ရဲ့ပွဲစဉ်ပေါ့နော်ကိုဖုံးကပြောပြပါအောင်ဟုတ်ကဲ့ပါဒါဒီမှာဆိုလို့ရှိရင်တစ္ဆာအမန်အတင်းကမဟာယူနိုက်တက်အတင်းကို3ဂိုးဂုံးပြီဆိုတော့ရလတ်နဲ့နိုင်သွားတယ်ပေါ့နော်ဒါဒီပွဲစဉ်ကတော့တီဟာဒီပါကွင်းမှာကစားခဲ့တဲ့ပွဲပဲဖြစ်ပါတယ်တစ္ဆာအမန်အတင်းအတွက် twin goal တွေဆိုလို့ရှိရင်တော့မင်းမော်ဦးရှိုင်းဝန်းနာအောင်နဲ့စောမျိုးစော်တို့ တိုက်စစ်အတွေ့အဆက်ကပဲတွေ့မိခဲ့တာပဲဖြစ်ပါတယ်။မဟာယူနိုက်တက်အသင်းကတော့မထင်မှတ်ပဲနဲ့ရှုံးပွဲတွေ့သွားတယ်။တစ္ဆာအမှန်အသင်းကတော့ရန်ကုန်ယူနိုက်တက်ကိုအနိုင်ရပြီးတော့နောက်ပိုင်းမှာဒီပွဲမှာလည်းသူတို့ပုံစံကောင်းဆက်ပြီးတော့ပြသခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါလက်ရှိမှာဆိုလို့ရှိရင်တော့တက်ဆာအာမန်အသင်းကရမှတ်9မှတ်နဲ့အမှတ်ပေးစရာအဆင့်6နေရာမှာရက်တည်နေရပဲဖြစ်ပါတယ်။မာယူနိုက်တက်အသင်းအနေနဲ့ကတော့လက်ရှိမှာပွဲစဉ်၄ပွဲကစားထားပြီးတော့ရမှတ်၄မှတ်နဲ့အမှတ်ပေးစရာအဆင့်9နေရာမှာ ြက်ဒီနေရာပဲဖြစ်ပါတယ်။ဟုတ်ကဲ့အခုဆိုလို့ရှိရင်တော့ပွဲစဉ်၅ပြီးမြန်မာ National League ရဲ့အမှတ်ပေးစရာကိုကျွန်တော်တစ်ချက်လောက်ပြန်ပြီးတော့ကြည့်လိုက်ကြအောင်။လက်ရှိမှာတော့ရန်ကုန် United အသင်းကပွဲစဉ်၅ပွဲကစားထားပြီးတော့ရမန်ဆက်နမန်နဲ့အမှတ်ပေးစရာရဲ့အဆင့်၁နေရာမှာရက်ဒီနေရာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ Hunter United အစားရှိသူတွေပေါ့နော်။ Sheffield United ကတော့လောလောဆယ်မှာတော့တပွဲရော့နေထားနဲ့အမှတ်ပေးစရာမှာတော့ထိပ်ပိုင်းသားတော့မရောက်နေဘူးပေါ့နော်။ ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့မြန်မာ National League ပွဲစဉ်၅ရက်ပွဲစဉ်တွေအားလုံးကတော့ပြီးဆုံးသွားပြီပေါ့နော်နောက်ထပ်လာမယ့်ပွဲစဉ်6ကိုတော့ဘယ်နေ့မှပြန်လဲစတင်မလဲဆိုတာတော့ကိုမြတ်ဖုန်းကပြောပြပါအောင်ဟုတ်ကဲ့ပါဒါမြန်မာ National League ကတော့ပွဲစဉ်၅အပြီးမှာတော့နိုင်ငံတကာပွဲစဉ်တွေရှိတာဖြစ်တဲ့တကြောင်မလို့ခဏခဏဇနားမှာပဲဖြစ်ပါတယ်လာမယ့်ပွဲစဉ်6ကိုတော့အော်တိုဘာလ17ရက်နေ့မှာပြန်လဲပြီးတော့စတင်သွားဖို့ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပြီးခဲ့တဲ့စက်တမလာ26ရက်နေ့ကနေ29ရက်နေ့တွင်မှာရှင်ပြိုင်ကစားခဲ့ကြတဲ့မြန်မာနေရှင်နယ်လိပွဲစဉ်၅ချောင်းကိုပြန်လည်ဆွေးနွေးသုံးသပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြီးစုခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်နောက်နေ့တွေရဲ့အစီအစဉ်တွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါသေးတယ်ခင်ဗျာ။